အားလုံးပဲမင်္ဂလာနှစ်သက်ပါအာကျမတို့ဒီကနေ့ရေးခါပေးတာဆိုလို့ရှိရင်၃နှစ်နဲ့၄လပေါ့နော်အဲ 3နှစ်နဲ့4လကြာခဲ့ပြီဖြစ်တယ်။ဆိုတော့ဒီလမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဖြစ်ပွားသွားတဲ့ငလျင်လေးနဲ့ဒီအလူရှင်တွေကလည်းအဲ့ဒီဘက်ကိုလှည့်ကြတာများတယ်ပေါ့နော်။ဆိုတော့အခါကျတော့ကျွန်တော်တို့လည်းအားလာတယ်အားလာတော့ဘူးမပြောတော့ဘူးပေါ့နော်။အဲဒါပေမဲ့အလူရှင်တွေကဒီဒီလလည်းပြေးဦးမေးဆိုပြီးတော့ပေါ့နော်ပြောတဲ့အခါကျတော့ကျွန်မအင်မတန်ဝမ်းသာရတယ်။အဲဒီအခုတလာတော့နည်းနည်းတော့နောက်ကျသွားတာပေါ့နော်။သို့တော်လည်းဒီ အစီရီယံဝန်ထမ်းတွေကခုနကပြောကြလဲဆိုတော့ဟာအတော်ဝဲတဲ့တကြံပြီးတော့ဗောနော်နှစ်ဆန်းတရက်နေ့မှာမင်္ဂလာရှိရယ်ဗောနော်ဟိုသူတို့လည်းသူရိတ်ခါလေးရတယ်ဗောနော်ဆိုတော့ဒီဘက်မှာကျတော့ရိတ်ခါဘယ်လိုပြောရမလဲဟို challenge ရှိရယ်ဗောနော်ဘာကြောင့်လဲဆိုတော့အဲဒီဘက်မှာသူတို့အလုံးတွေလောက်ကန်ကြရတယ်ကျောင်းအကြမ်းနေလည်းလောက်ကန်ကြရတယ်အဲသို့တော်လည်းဟိုအလိန်ခံရတာတို့အပြောဟိုလောက်ခလာစာမရှင်းပြတာတို့အဲ့လိုမျိုးကြီးလည်းကြုံရတယ်ပေါ့နော်ကြုံရတဲ့အခါကျတော့ဒီရိတ်ခါရရှိတဲ့အခါ မှာဒီအတွက်ကိုပူဝံမှုတဝက်ရောကြရတယ်အဲတခြားအရာမှာပုံပြီးအာယုံစိုက်နိုင်တယ်ပေါ့နော်ဆီရီယံဝန်ထမ်းတွေကိုကျမတို့ကဒီငလင်းပေါ့နော်ဟိုဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ဟိုအလူရှင်နဲ့လည်းဘာမှပြောမလာသေးဘူးလို့အကြောင်းကြားတဲ့အခါမှာသူတို့ကဘာပြောလဲဆိုတော့အာမြန်မာနိုင်ငံငလျံပို့အရေးကြီးရေပေါ့နော်သူတို့ကအရေးမကြီးဘူးသူတို့ကရရတယ်ပေါ့နော်မြန်မာနိုင်ငံမှာငလျံက အဲဟိုအကုန်လုံးဒုက္ခရောက်နေကြတာဆိုတော့သူတို့ထင်ထင်မထပ်ပါနဲ့ငဲမကွက်ပါနဲ့ပေါ့နော်ဆိုတော့အော်သူတို့ဒါ CDM လောက်လာကြပြီးတော့ဟိုကိုပြည်သူပြည်သားချက်ချင်းကိုလည်းငင့်ညာတဲ့စိတ်ကလေးကိုတွေ့ရတဲ့အတွက်ကြောင့်လည်းအင်မတန်လေးစားရတယ် ူတွေအခုညီထဲမှာဟိုကလူပြင်ပေးရတဲ့လူကသူတို့ပေးပြီးသားလူတွေဆိုတော့အခုဆိုလို့ရှိရင်မိသားစု200အထိကိုရောက်လာပြီပေါ့နော်ကျွန်တော်တို့စပြီးခဲ့တော့အဲ32စုလောက်ပဲရှိရဲဒီအနီးနာပတ်ဝန်းကျင်အလူတွေပဲပြေးနေတာပေါ့နော်အခုချိန်မှာဆိုရင်တော့ဒီပြည်သူစစ်သား CDM တွေနောက်ရဲ CDM တွေတပ် CDM တွေနောက်ပြီးတော့ အာဒီဌာနဆိုင်ရာ CDM ဝင်တဲ့အတီးတီးပေါ့နော်ဆိုတော့နိုင်ချင်းနေရောဒီဘက်ကိုအကြောင်းမျိုးမျိုးကြောင့်ရောက်လာရတဲ့အဲသူတွေအကုန်လုံးကျမတို့ပေးလျက်ရှိပါတယ်မိသူမိဘရဲ့လို့ခွဲခြားခြင်းမရှိပါဘူးအဲဆိုတော့ဒီမှာဟိုရှိတဲ့လောက်ပေါ့နော်ရိခါမကုံမချင်းအထီတော့ပေးတယ်ငါကောင်းဝိုင်းတော့မရတော့ဘူးပေါ့နော်ဆိုတော့လောလောဆယ်မှာတော့ကျမတို့အဲမိသားစုအယောက်200အတွက် cover ဖြစ်နေတော့မယ့်ဖြစ်တယ်အဲအခုလက်ရှိမှာလည်း ဘယ်လိုပြောရမလဲစိတ်ရင်းတွေလာပေးနေတဲ့သူတွေရှိနေတော့မယ်ပေါ့เนาะဆိုတော့အဲကျမတို့စီစစ်ရွေးချယ်ပြီးစီစစ်ပြီးရဲ့အခါမှာပြီးတယ်အဲဒီဒီပို့နေသေးရင်ကြံနေသေးရင်ပြီးရယ်ပေါ့เนาะမပို့တော့ဘူးဆိုလို့ရှိရင်တော့အဲ့ညမှာပဲရက်ပလိုက်ရတာဖြစ်တယ်ပေါ့เนาะအာဆိုတော့ဒီအတွက်လည်းစိတ်မကောင်းပါဘူးအာရှေ့ဆက်ပြီးတော့လည်းဒီထပ်ပို့ပြီးတော့လုတ်ပေးနိုင်အောင်လို့စူးစမ်းပေးသွားပါအောင်မယ်အဲဆိုတော့ဒီနေဆက်ဒေတာမှာပေါ့เนาะစီရီယန်ကတောက်ခံနေကြတယ်ဆိုတော့ဒီတော်လန်ရင်း ပြီးဖို့အတွက်လည်းဖက်ဖက်ကနေပြီးတော့အဲဒီဒေါ်လာရေးတက်ဖွဲ့ဝင်တွေကလည်းစူးစမ်းနေကြရဲပေါ့နော်ဆိုတော့ဒီဆက်လက်ပြောလဲစီနီယာဝန်ထမ်းများ ਨੇ အာနေဆက်ကိုရောက်ရှိနေကြရတဲ့ဒီအမှန်တရားအတွက်စူးစမ်းခဲ့ကြရတဲ့သူတွေကိုဆက်လက်ပြီးတော့တောင်းခံထားပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှိရဲ့တို့ရဲ့အရောချီရရတော့ ွယ်ကျွန်တော်ကတော့ဟိုအမကွာငါစင်မညာနေပြီးတော့စီရင်လောက်လာတဲ့စီရင်စစ်သားပါကျွန်တော်ရိတ်ကလာထုတ်ရရိတ်ကပရာဝူကပေးတဲ့ရိတ်ကတော့ငါးကကျင်းခြောက်ကျင်းလောက်တော့ကျွန်တော်ထုတ်ပြီးပါပြီရိတ်ကရကျွန်တော်တို့တစ်ခါတလန်းနေပေါ့နော်ဒီလိုစီရင်နေပေါ့ဒီကိုကြီးထောက်ပံ့ပေးနေတာဒါကျွန်တော်တို့ကအများကြီးအဖက်ဖက်နေတော့ထောက်ဖို့ဖြစ်တယ်ပေါ့နော်ဒီမှာဒီဒီဘက်ကိုရောက်နေတဲ့အချိန်မှာကျွန်တော်တို့ထောက်ပံ့ပေးတဲ့အပေါ်မှာပေါ့နော် ထောက်ပံ့ပေးတဲ့အတွက်ကျွန်တော်တို့ကဟိုအပေါ်ဝင်မကုံတော့ဘူးပေါ့နော်

ရေခါထုတ်ပြတာတော့တနည်းလောက်ရှိပြီကိုတွေတီးရတဲ့ခါကြမှာသူများတွေပြောပြမှာရေခါထုတ်လို့ရတယ်လို့ပြောပြမှာစာရီပါတွေတင်ပြီးတော့ထုတ်တာအခုဆိုတနည်းလောက်တော့ရှိပြီကျေးဇူးများကြီးတင်ပါတယ်လို့အစင်မပြေတဲ့ခက်ခဲတွေကြားထဲမှာဒီလိုမျိုးကုညီပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တို့ရမတော်လာကြလျာတယ်ရောမျိုးချင်းမဖြစ်ခရဲ့ ားစုကတော့ဟို၄ယောက်ရှိတယ်ပေါ့နော်။ဟုတ်တယ်ဟို။ဘာပြောတဖက်လန်းကနေစာဝတ်နေအတွက်အဆင်ပြေပါလေ။ဒီဘလောက်ဘူးရဲ့အကူအညီအားဖြင့်ကျေးဇူးတင်ပါတယ်။တို့တော်လန်းရဲ့ချွေသွေးနေရဲ့မတရားမှုနေနေဒီမိုကရေစီရရှိရဲ့တို့ရဲ့ယုံကြည်ရရင်မထာနာခြင်းမရတရားများချိန်မဲ့ဒီခံရဲ့ on me.